မင်္ဂလာပါအိန္ဒိယနဲ့ပါကစ္စတန်ကြားကတင်းမာမှုတွေကတော့အခု2025ဧပြီလကက်ရှမီရာတိုက်ခိုက်မှုအပြီးမှာအမြင့်ဆုံးပြန်ရောက်လာပြန်ပါပြီဟုတ်ကဲ့ဒါကချက်ကကိုဆက်စုနေတည်နေချီနေပြီးဖြစ်တဲ့ကမ္ဘာအန်ဒီရဲ့အရှိလုံးပရိဖခက်တွေထဲကတခုကိုထပ်ပြီးတော့မီးမွေးလိုက်တယ်လို့ပါပဲဟုတ်ပါတယ်ဆိုတော့ဒီနေ့အဲ့ဒီရှုပ်ထွေးတဲ့ပြဿနာကြီးရဲ့တမိုင်းကြောင်းရဲ့အဓိကအဖြစ်ပြက်တွေ့ အခုလက်ရှိအခြေအနေတွေကိုကျွန်တော်တို့ရထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးဆွေးနွေးကြည့်ကြတာပေါ့။အင်းဒီပရိပတ်ခတ်ရဲ့ရင်ခံကတော့1940ခုကိုပြန်ပွားရမှာပဲ။ British India ကိုခွဲခြားလိုက်တဲ့အချိန်ပေါ့။အဲ့ဒီဘာသာရေးအခြေခံပြီးခွဲလိုက်တာနော်။အိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးတော့ဟုတ်ပါတယ်။အဲ့ဒီချိန်တုန်းကလူတွေတန်းနဲ့ချီပြောနေရရွှေ့ပြောင်းရတယ်။အကြမ်းဖက်မှုတွေဖြစ်တယ်။ကမန်းချက်လူတန်းတည့်ရဲ့တန်းလောက်တည်ဆုံးရတယ်လို့တော့ပြောကြတယ်လေ။အင်မတန်ကြောက်စရာကောင်းတဲ့အခြေအနေပဲ အဓိကပြဿနာဆုဖြစ်တာကကက်ရှမီးယားကိစ္စနော်ဟုတ်တယ်ကက်ရှမီးယားကမွတ်စလင်အများဆုံးနေတယ်ဒါပေမဲ့အုပ်ချုပ်တဲ့မဟာရာဇာကဟိန္ဒူလေသူကအိန္ဒိယနဲ့ပေါင်းဖို့ဆုံးဖြတ်လိုက်တာအော်အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ပဲပါကစ္စတန်ကြောထောက်နှောင်းခံပြူတဲ့လက်နက်ကိုင်တွေဝင်လာပြီးပထမဆုံးအိန္ဒိယပါကစ္စတန်စစ်ပွဲဖြစ်တော်လာပဲ1948-49မှာမှန်ပါတယ်အဲ့ဒီစစ်ပွဲအပြီးကုလသမဂ္ဂဂျာဝင်ပြီး အပြည့်ရမြင်တတ်မှတ်ခဲ့တယ် အဲ့ဒါကအခုထိရှိနေတဲ့ထိန်းချုပ်မြင် line of control LOC ပေါ့ဒါပေမဲ့အဲ့ဒါကအဖြေတော့မဟုတ်ခဲ့ဘူးပေါ့လीပရိပခါကဆက်ရှိနေတော့မယ်ဟုတ်ပါတယ်အဲ့ဒီနောက်မှာအဓိကစစ်ပွဲကြီး၃ခုတောင်ထပ်ဖြစ်ခဲ့သေးတယ်တထောင်ကွာ65စစ်ပွဲဆိုရင်ပါကစ္စတန်ရဲ့ operation gibraltar ကစတာအဲ့ဒါကကရှမီးယားမှာပုံကန်မှုဖြစ်အောင်လုံဆော်ဖို့စူးစမ်းတာမျိုးလဲอืมဟုတ်တယ်အဲ့ဒီလိုစူးစမ်းရကနေစစ်ပွဲဖြစ်သွားတာ ီစပွဲကတော့အတိအကျအနိုင်အရှုံးမရှိပဲဆိုဗီယက်ကြောင်းဝင်ပြီးသရှခင်ကြီးညာချက်နဲ့အဆုံးသတ်ခဲ့ရတယ်။ဒါပေမဲ့ရန်လုံမှုကတော့ပေါ်နေသွားတာကော့။ဘီလို1981စစ်ပွဲဒါကဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးနဲ့ဆိုင်သွားပြီနော်။ဟုတ်ကဲ့အရှစ်ပါကစ္စတန်အခုဘင်္ဂလားဒေ့ရှ်ပေါ့။အိန္ဒိယကဝင်ကူညီတဲ့အပြတ်တက်နိုင်သွားတယ်။ပါကစ္စတန်စစ်သား900ကျော်တော့လက်နက်ချခဲ့ရတယ်ဆိုတော့များကြီးပဲ။ ဟုတ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်ထွက်လာတဲ့ဒါကတောင်အချားရဲ့ပထူးကြီးနိုင်ငံရေးကိုရောစိတ်ပိုင်းဆိုင်ရာကိုပါသူတို့လေးပြောင်းလဲစေခဲ့တဲ့စစ်ပွဲပါနောက်တစ်ခုက1999ခါဂီလ်စစ်ပွဲနော်အဲ့ဒါကြတော့လိုအောက်စီကိုပါကစ္စတန်တပ်တွေကျော်ဝင်လာလို့ဖြစ်တာဟုတ်တယ်အိန္ဒိယကပြင်းပြင်းထန်ထန်ပြန်တုံပြန်နေနိုင်ငံတကာကလည်းဖိအားပေးတော့ပါကစ္စတန်ဆုတ်ခဲ့ရတယ်အရေးကြီးတာကအဲ့ဒီအချိန်မှာနှစ်နိုင်ငံလုံးမှာနျူကလ িয়ার လက်နက်တွေရှိနေပြီ။အန်ဒီရအရန်ကြီးတဲ့အချိန်နေတယ်။ အဲ့ဒီနျူကလ িয়ার လက်နက်ရှိပြီးမှပထမဆုံးတိုက်ရိုက်ရှိရေးပြပခါဖြစ်ခဲ့တာဗော။အတိအကျပါပဲ။အဲ့ဒီစစ်ပွဲကြီးတွေပြန်ထားထီးရတဲ့မှုတွေဆက်ခဲနေခဲမီလိုနီယာမျိုးကကိစ္စတွေလည်းရှိသေးတယ်နော်။ရှိတာဗော။အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့အပြန်လန်ဆွဆွဲမှုတွေကလည်းမပြတ်ဘူး။2008မွန်မိုင်းတိုက်ခိုက်မှု2019ပူဝါမှာတိုက်ခိုက်မှုအိန္ဒိယရဲ့ဘာလာကတ်လီဂျောင်းတိုက်ခိုက်မှုဟုတ်တယ်။အခုနောက်ဆုံး2025ဧပြီလကဘိုက်ဆာရန်တုံကြားတိုက်ခိုက်မှုအထိကိုဒီတန်လေးလျာကလည်နေတော့ပဲ။ အင်းအထူးသဖြင့်အဲ့ဒီနက်ဆက်ဖက်ကြော်အကြမ်းဖက်မှုဆွဆွဲချက်တွေကမယုံကြည်မှုကိုပိုဆိုးစေတယ်။အခု April 2023ကဘိုက်ဆာရန်တိုက်ခိုက်မှုမှာဆိုဟိန္ဒူဘုရားဖူး26ယောက်တေဆုံးခဲ့တယ်။ TRF ဆိုတဲ့အဖွဲ့ကတာဝန်ခံတယ်။သူတို့က Lashkar-e Taiba နဲ့ဆက်ဆက်တယ်လို့ပြောကြတယ်။အိန္ဒိယကတော့ပါကစ္စတန်ကိုတိုက်ရိုက်ဆွဆွဲလိုက်တာပဲ။ဟုတ်တယ်။ပြီးတော့တန်တမန်နဲ့နင်းထုတ်တာဗီဇာတွေနေဆက်တွေပိတ်တာ အဲ့ဒီ Indus ရေဝေစာချိုးကနေဆိုင်းငံ့တာတွေလုပ်ခဲ့တယ်ပါကစ္စတန်ဘက်ကတော့ဘလို့တုံ့ပြန်လဲသူတို့ကတော့ညင်းတာပေါ့ပြီးတော့ကုံတွဲရေးပိတ်ဆို့ထားလေကြောင်းပိတ်ဆို့ထား1980နှစ်ကဆင်မလာတဘောတွင်းကြီးချက်ကိုဆိုင်းငံ့တာတွေနဲ့ပြန်တုံ့ပြန်တယ်အိန္ဒိယကလက်တုံ့ပြန်ဖုံးကျဲမှုတွေလည်းလုပ်ခဲ့သေးတယ်အချိန်တွေကပိုဆိုးသွားတယ်အဲ့ဒီမှာအန်ဒီအချီဆိုအပိုင်ကို ရောက်လာပြီးနှစ်နိုင်ငံလုံးမှာနျူကလ িয়ার လက်နက်တွေရှိနေတာဟုတ်ကဲ့ အိန္ဒိယက1994မှာစမ်းတယ်1998မှာနှစ်နိုင်ငံလုံးအပြိုင်ဆန်းတက်ခဲ့ကြတယ်အိန္ဒိယမှာတော့ဥစွာအသုံးမပြုရေး no first use မူဝါဒရှိတယ်လို့ကြားဘူးတယ်ပါကစ္စတန်ကြတော့ရောပါကစ္စတန်မှာအဲလိုတရားဝင်မူဝါဒမျိုးမရှိပါဘူးသူတို့ရဲ့သဘောထားကအိန္ဒိယရဲ့တမယောကျစစ်အင်အားတလုံးမှုကိုထိန်းဖို့နျူကလ িয়ার လက်နက်လိုတယ်ဆိုတာမျိုးဆိုလိုတာကသူတို့ရင်တုံးနိုင်ကြရှိတယ်ပေါ့อืมသူတို့ရဲ့တီရှင်းမှုကိုချိန်ခေါက်လိုက်ရင် ဒါမှမဟုတ်သူတို့တမတ်ထားတဲ့အနီရောက်မင်းဒီ red lines တွေဥပမာရေကိစ္စလိုမျိုးပေါ့အဲ့ဒါတွေကိုကြော်လိုက်ရင်အရင်ဆုံးသုံးနိုင်တယ်လို့အရေးအမြဖြတ်ထားတာမျိုးတွေရှိတယ်။အင်းမကြသေးခင်ကပါကစ္စတန်အရာရှိတယောက်ကသူတို့ new land တွေပြတိုင်းမှာပြပေါ်မဟုတ်ဘူးလို့ပြောထားတယ်ဆိုတာလည်းကြားလိုက်သေးတယ်။ဟုတ်ပါတယ်။အဲ့ဒါကအခြေအနေဘလော့ထီအန်နေများနေလဲဆိုတော့ပြနေတာပဲ။နိုင်ငံတကာအတိုင်းအဝိုင်းကတော့ဒီကိစ္စမှာဘလို့ပါဝင်ပတ်သက်မှုရှိလဲ။တရုတ်ကတော့ပါကစ္စတန်ရဲ့အဓိကမဟာမိတ်ပေါ့။ စီဝါရေးစီရေးကူညီတွေပေးတယ်တချို့ကတော့တရုတ်ကလုံဆော့တယ်လို့တောင်မြင်ကြတယ်ယူရှာကတော့အိန္ဒိယနဲ့အစင်လာဆက်ဆံရေးကောင်းတယ်နော်ဟုတ်ပါတယ် American ကတော့နှစ်ဖက်လုံးနဲ့ဆက်ဆံရေးထင်းရင်တင်းမာမှု ရှော့ချဖို့ပြောလို့ရှိတယ်အီရန်လိုကုလသမဂ္ဂလိုအဖွဲ့အစည်းတွေကလည်းထိမ့်ထိမ့်တိမ့်တိမ့်လုပ်ကြဖို့တင်းမာမှုရှော့ချဖို့တိုက်တော့နေကြတာပါပဲဒါဆိုရင်နှစ်ပေါင်း90နှစ်ကျော်ကြာလာတဲ့ဒီပဋိပက္ခဟာအဓိကအဖြစ် ကက်ရှမီးယား အကြံဖတ်မှုဆွဆွာချက်ဒီမယုံကြည်မှုတွေပြီးတော့အခုနျူကလ িয়ার ချင်းချောက်မှုတွေကြာမှာပဲပြိမိနေလို့ထင်နေတာပေါ့ဟုတ်ပါတယ်အနစ်ချုပ်ပြောရရင်တမိုင်းအဆက်ဆက်ကအငင်းပွားမှုတွေမပြေလည်တဲ့ကက်ရှမီးယားကိစ္စဆက်ဖြစ်နေတဲ့အကြံဖတ်မှုတွေအန်ဒီရဲအီရန်မျောတဲ့နျူကလ িয়ার ချင်းတွေဒါတွေအလုံးရော့ရှင်းနေတဲ့ပဋိပက္ခကြီးပါအခုနောက်ဆုံးတင်းမှမှုတွေအတာဘလော့ထိဆက်ဆက်ထိမခံဖြစ်နေလဲဆိုတာထပ်ပြလိုက်တာပဲဟွတကယ်ပဲစဉ်းစားစရာပါဒီလိုနှက်ဆိုင်တဲ့ရန်လိုမှုတွေ ဒီလိုထပ်တလဲလဲဖြစ်နေတဲ့အကြမ်းဖက်မှုတင်တရာ၄ပြီးတော့နျူကလ িয়ার လက်နက်တွေပါရှိနေတဲ့အခြေအနေမျိုးမှာတင်းမာမှုတွေကိုတငယ်လျှော့ချနိုင်မဲ့လက်တွေ့ကြတဲ့လမ်းကြောင်းကိုရှိနိုင်ပါမလားတမမှုဒီဒေတာဟာဒီလိုမပြီးဆုံးနိုင်တဲ့ပဋိပက္ခထဲမှာပဲဆက်သွားနေဦးမှာလားဆိုတာကတော့ဟုတ်ကဲ့အဲ့ဒါကတကယ်ကိုရေးကြည့်တဲ့မိကုံးပါပဲရှေ့ဆက်ဘလူးဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပါပဲ